အပိုင်းချောင်းမှာတော့ဆက်ယုံထဲမှာထဲကျွန်းလို့တွေကိုစားတောက်ရှမ်ပင်နဲ့ကျွေးမိနေတာကိုတွေ့ရမှာဖြစ်ပြီးဒေါ့ဆူရဲ့နောက်လိုက်တွေကနံပါတ်30ကိုဘာကားရတာလဲလို့မေးလိုက်တာကြောင့်ပန်ကားရတာကိုတည်သွားမှာဆိုတာကြောင့်မားရွေးမိတဲ့အကြောင်းကိုပြောတာကားတွေကိုတော့တူတူပေးတဲ့အကြောင်းကိုပြန်ပြောလိုက်ပါတယ်သူ့ရဲ့ထူးဆန်းနေတဲ့အမူအရာတွေကြောင့်ပဲဒီကောင်ကားကောင်းရထားတာမလားလို့မေးလိုက်တော့ယူကြည်အောင်ဆောင်ပြီးလက်ထွက်လာခဲ့ပါတယ်အဲဒီနောက်တယောက်တည်းစားနေတဲ့ထဲကျွန်းတွေကိုသွားလိုက်ပြီးအလုံးကမိတ်ဆွေဖွဲ့နေတဲ့အကြောင်းကိုပြောတာ ီလိုပွဲမှာလည်းတယောက်ထဲနေတာတဆိုင်ရင်တယောက်ရောက်နေပူပေါင်းတာကပိုအကျိုးရှိတာပေါ့လို့ပြောကထဲကျုံကိုအကိုကြီးလို့ခေါ်လိုက်ပြီးယိုဟန်နဲ့ဆွေးနွေးစကားပြောဖို့လျှောက်ထားသေးလားလို့မေးလိုက်ပါတယ်သူကတော့ပြန်ပွဲမှာအနိုင်ရခဲ့ရင်သူအသုံးပြုခဲ့တဲ့ပြန်ကားကိုပါပေးလို့ရမလားဆိုတဲ့အကြောင်းကိုဆွေးနွေးမယ်လို့ထဲကျုံကိုပြောလိုက်ပါတယ်အဲဒီနောက်ထဲကျုံကမင်းဒီလိုတွေလာပြောနေတာအဆင်ပြေပါမလားလို့မေးလိုက်တော့အဆင်ပြေကြောင်းပြောပြီးဒေါ့စုကအကိုကြီးကိုစောက်ကြည့်ပုံမှာလာလို့အဆင်ပြေတဲ့အကြောင်းကိုပြောကသူနဲ့မဟာမိတ်ဖွဲ့အောင်လို့ကမ်းလှမ်းလိုက်ပါတယ်တကယ်တော့ ပြန်ပွဲမှာသာအနိုင်ရခဲ့ရင်ရမယ်ပတ်စံ၅ပြည်တန်ကိုသူတို့တိုက်ခန်းတိုက်ခန်းမဲ့ဝယ်ဖို့လိုတယ်လို့ပြောလိုက်ပြီးချန်တဲ့ပတ်စံတွေအကုန်လုံးကိုတော့အကိုကြီးကိုပေးမယ်လို့ထပ်ကမ်းလိုက်ပေးမယ်ထဲကျောင်းမှာစိတ်မွေစားကြောင်းကိုပြောကမင်းဘွားကိုသာအကုန်ပေးလိုက်သူ့ဘွားကိုတည်ရလားလို့မေးလိုက်ပြီးဇုတ်တဖွဲ့တယ်လို့ပြောလိုက်ပါတယ်အဲနော်ထဲကျောင်းကိုစပြစ်နိုင်စင်ရှိလားလို့မေးပေးမယ်မရှိဘူးလို့ညင်းလိုက်ပါတယ်တစ်ချိန်တည်းမှာပဲဒေါကန်တို့အဖွဲ့ကလည်း တော့စုကိုလောက်ကြံဖို့သူတို့နဲ့မပူပေါင်းလို့ထဲချုံကိုတင်းနေကသူတို့ဖွဲ့တွေကဘသူပဲနိုင်နိုင်ဝဲစုခွဲမဲ့အကြောင်းကိုပြောက စိတ်လိုက်မှန်ပါမလောက်ကြပဲသူခိုင်းတာလို့ပို့ကိုသာမှန်နေခဲ့ပါတယ်အဲ့နောက်ယိုဟန်နဲ့ဆွေးနွေးဖို့ပထမဆုံးရှောက်ထားသူကဒိုကန်ဖြစ်ပြီးယိုဟန်ကိုဖားရတဲ့မျက်နှာထားနဲ့အချိန်ပေးတဲ့အတွက်ကျေးဇူးတင်တဲ့အကြောင်းကိုပြောနေခဲ့ပါတယ်အဲ့နောက်ယိုဟန်ကဘာပြောစရာရှိလို့ဆွေးနွေးခွင့်တောင်းလဲလို့မေးလိုက်တော့အသည့်ပြင်သားရဲ့ဝက်ဆာမှာရေးရတဲ့စာကိုထုတ်ပြလိုက်ပါတယ်စာထဲမှာတော့သူနဲ့ရေရှည်မိဘတဲ့ဆက်ဆံရေးလုပ်ဖို့ပြောက သူက နေရာမျိုးမျိုးမှာအသုံးဝင်တဲ့အကြောင်းကိုပြောပြီးကိုယ်စလဲသားခေါ်လိုက်မယ်ဆိုရင်ရောက်တဲ့နေရာကနေအကုန်လုံးပေးနိုင်တဲ့အကြောင်းကိုပြောလိုက်ပါတယ်။ဒုက္ခစကားကြောင့်ယိုဟန်ကရည်လိုက်ကနောက်ထပ်ဒိုဟန်ကဒီလိုကင်မရာတွေအဆောက်တွေနဲ့နေရာပြင်ဆင်တွေကတာမန်မဟုတ်တဲ့အကြောင်းနဲ့ထောင်မှုကိုပါအမိမနှံ့အောင်လှောက်ထားပုံထောင်းရင်တာမန်မဟုတ်လောက်ဘူးလို့မြောက်ကကားပြန်ခွဲကိုဒီလောက်ပြင်ဆင်ထားရင်တစ်ချိန်လုံးနဲ့ပြီးသွားပုံမရလို့ချစ်ရှောက်ကိုယ်စလဲကြီးရဲ့လူဖြစ်ပေးပါမယ်လို့ပြောလိုက်ယိုဟန်ကတော့ သူ့ကိုဆွေးနွေးခွင်တောင်းတော့ကပတ်စံတောင်းတာဒါမှမဟုတ်လှုပ်ပေးခိုင်းတာထင်ခဲ့တာလို့ပြောလိုက်ပြီးဒိုကန်ရဲ့အချက်လက်တွေကိုကြည့်ကစကားပြောကောင်းတာကြောင့်လဲလဲမှုဆက်ရှိမှုတိရှိတယ်ဆိုတာကတော့အလကားမဟုတ်ဘူးလို့ပြောလိုက်ပြီးစဉ်းစားပေးမယ်လို့ပြောကပြန်လွတ်လိုက်ပါတယ်။အဲနောက်ဒုတိယတွဲခွင်တောင်းတဲ့သူကတော့စုဖြစ်ပြီးနှစ်ယောက်လုံးကအလုရှောက်တဲ့သူတွေမို့လူရင်းမဲ့ပြောမယ်လို့စကားကိုခပ်ပြက်ပြက်ပြောကအနိုင်ရရဲ့ပတ်စံပေးမယ်စားအခြားတစ်ခုခုကိုပဲလိုချင်တယ်လို့ပြောလိုက်ပါတယ်။ယောကတော့စိတ်ဝင်စားသွားကဘာလိုချင်တာလဲလို့မေးလိုက်တော့ ဆက်ယုံကိုလက်ညှိုးထိုးပြလိုက်ပြီးဒီမှာရှိနေတဲ့ခွေးသားတစ်ကောင်ကိုခိုးတိုင်းတက်ချင်နေတဲ့အကြောင်းကိုပြောတော့ယိုဟန်လည်းသဘောကျသွားကရည်လိုက်ပြီးလက်ဝိတ်ထိုးရတာကိုကြိုက်လားလို့မေးလိုက်ပါတယ်လက်ဝိတ်ထိုးရဆိုတာကျိုးဝိုင်းအပြင်မှာတော့လူတက်ရင်လူတက်မှုမြောက်ပေမဲ့ကျိုးဝိုင်းထဲမှာတော့ကစားကွက်တစ်ခုပဲလို့ပြောကစိတ်တန်းကြလှုပ်ဖို့ပြောလိုက်ပါတယ်ဒေါ့စုကတော့ထောင်မှုကကြောက်ကသူ့ကိုမလှုပ်ဖို့မတားခဲ့ပေမဲ့ယိုဟန်ကတော့ထောင်မှုတက်ပို့တာတဲ့အကြောင်းကိုပြောလိုက်ပါတယ်တကူတဲ့ကပြောစရာတွေဖန်တီးနေတဲ့ယိုဟန်အတွက်ကတော့တစားတဲ့တစားစိတ်ဝင်စားဖို့ကောင်းလို့သဘောကျနေခဲ့ပါတယ် တညမှာတော့နံပါတ်30ရဲ့ကားကိုထဲကျုံကဆစ်ဆစ်ပေးနေခဲ့ပြီးသူပြန်ခိုင်းရတဲ့အကြောင်းကိုဘယ်သူမှမပြောဘူးတောင်းဆိုနေခဲ့ပါတယ်။ထဲကျုံကတော့မင်းကားကခွန်မဲကောင်းပြီးအဆုတ်ပဲလို့ပြောပါ brace ဖို့ပြောလိုက်ပါတယ်။တစ်ချိန်တည်းမှာပဲဒေါဆုနောက်လိုက်တွေတိုင်ပတ်တယောက်စီကကားကိုလွတ်ယူသွားတာကိုဒိုကန်တို့ဖက်ကမြင်သွားပြီးယိုဟန်ပြောတယ်ဒီပြန်ပွဲကစီကန့်ချက်မရှိတဲ့အကြောင်းကိုတော့ပေါက်သွားခဲ့ပါတယ်။အဲနောက်ဒိုကန်လည်းသူ့တပည့်တွေကိုဂေါ်ဒေါန်ထဲကိုလိုက်ကြည့်ဖို့ခိုင်းလိုက်ပြီး လူယူကိုလုံးနေတော့နံပါတ်30မှာပြန်ကားရှိတာကိုတည်သွားခဲ့ပါတယ်။ထဲကျွန်းတို့ကတော့ကားကိုဆင်းဆင်းနေတဲ့ချိန်အပြင်မှာဆူညံနေတာကြောင့်နံပါတ်30ကိုထွက်ကြည့်ခိုင်းပြီးအပြင်ကားဖြစ်နေတာကိုတည်သွားကကားနဲ့ထွက်ပြေးခဲ့ကြပါတယ်။ထဲကျွန်းတို့နောက်ကတော့ယိုဟန်စီကခွင့်ပြုချက်ရလာတဲ့ဒေါစုကလူထားတဲ့ကားနဲ့လိုက်သွားခဲ့ပြီးသူတို့နောက်ကတော့နောက်ထပ်ဒုကန်ကထပ်လိုက်သွားခဲ့ပါတယ်။ဖြစ်နေတာတွေကိုအဆောက်တွေက ယိုဟန်ထံသတင်းပို့နေခဲ့ပြီးဒိုကယောင်းကတော့ယိုဟန်ရဲ့သတင်းတွေကိုအကောင်ကြီးပိုင်းတွေကိုမိတ်ဆက်ပေးကြောင်းပြောနေတော့သူ့သတင်းတွေပြန်သွားရင်ခတ်တွေ့နိုင်တဲ့အကြောင်းကိုပြောလိုက်ပါတယ်။အဲနောက်မှာတော့ထန်ကျုံကိုတန့်ချင်လို့လိုက်နေတဲ့ဒေါ်စုနဲ့ကားလုချင်လို့လိုက်နေတဲ့ဒိုကန်တို့အသေးအံမောင်းနေကြတာကိုယိုဟန်တို့ကကြည့်နေပြီးခဏကြာမှာတော့ထန်ကျုံတို့ကားကိုဒေါ်စုကဖျက်တိုက်လိုက်ပါတယ်။ဒေါ်စုကတော့ကားကိုနောက်ပြန်ဆုတ်လိုက်ပြီးဆက်လို့မရတဲ့ထန်ကျုံတို့ကားကိုထပ်တိုက်ဖို့လုပ်ခဲ့ပေမဲ့တိုက်မိကန်ဒီလေးမှာပဲဒိုကန်ရဲ့ကားကဖျက်ဝင်လာတာကြောင့်ဒိုကန်ကားကိုသာတိုက်မိသွားပါတယ်။ ဟိန်းနောက်အဆောက်တွေကတရက်တွေနဲ့ဝိုင်းချလိုက်ပြီးယိုဟန်ကတော့ဒီနေ့တော့ဒီလောက်ပဲလို့ပြောကတကယ်ပြန်ပွဲနေတာပြောစရာတွေခြံထားရချောင်းကိုပြောတော့ဒိုကီယောင်းတို့အစိပ်ပြတ်သွားခဲ့ပါတယ်။နံပါတ်30ကတော့သူ့ကားကိုထဲကျုံးကိုပြန်ပြင်ပေးဖို့ပြောခဲ့ပေမဲ့အင်ဂျင်ပါထပ်ပေါက်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲထဲကျုံးကတော့အဲ့ဒီနာကစင်ဂျီရှော့တစ်ခုကိုတတိထားမိသွားပါတယ်။နောက်တစ်နေ့မှာတော့ထဲကျုံးကတွေးခွင်တောင်းကယိုဟန်တို့ရှိတဲ့မိုးမျော်စင်ဘော်ကိုရောက်သွားပြီးယိုဟန်ကတော့သူ့ကိုဘာလို့တွေးချင်တာလဲလို့မေးလိုက်ပါတယ်။ ထဲကျွန်းကတကယ်တော့ဒီဘောကိုဆက်ရုံရဲ့အနေထားလမ်းကြောင်းတွေကိုကြည့်ရင်သာကြောင့်တွေးခွင်တောင်းခဲ့တာကိုယိုဟန်ကတော့မသိခဲ့ပါဘူး။အဲ့နောက်ပြိုင်ပွဲလုပ်တဲ့ရွေးချက်ကိုပြီးတော့ပြောဖို့ကောင်းတယ်လို့ပြန်ဖြေလိုက်ပါတယ်။ထဲကျွန်းကသူယူထားတဲ့ဗီတာမင် C ဘူးတွေကိုဒီ A ဘူးတွေကသူ့ပစံနဲ့ရတာမတွေ့လို့ညိုးနေတဲ့အပင်ကိုသာဗီတာမင်ကျွေးဖို့ပြောကပြန်သွားခဲ့ပါတယ်။ထဲကျွန်းပြန်သွားရတဲ့ Super Pan ကိုယိုဟန်ကရှင်းခိုင်းလိုက်ပါတယ်။အဲ့နောက်ရပတညာလုံးကိုတော့ထေကျုံကသူ့ကားတွေကိုပြင်ဆင်မှုတွေနဲ့အကာအကွယ်လုပ်နေခဲ့ပါတယ်။နောက်တနေ့မနေ့ပိုင်းမှာတော့ဒိုဂန်တို့အဖွဲ့ကနံပါတ်6ရဲ့ ကြောင်းကိုပြောနေခဲ့ပေမဲ့ဒုက္ခကတော့သူတို့မျက်စိရှိကဖက်သွားတဲ့ထဲကျွန်းကချီကနဲ့ပြန်ရင်တော့အဆင့်တရနိုင်တဲ့အခြေအနေမျိုးရှိလို့သူ့ကိုယ်သာအရင်ရှင်းသင့်တဲ့အကြောင်းကိုတိုင်ပင်နေကြပါတယ်။တစ်ဖက်မှာတော့ဒေါ့ဆူရဲ့ကားလူချင်းခံရတဲ့နံပါတ်6ကလည်းသူ့ပေါ်တာတယောက်နဲ့အလူခံခဲ့ရပေမဲ့ရှိတဲ့ကားကိုတာပိုအင်ဂျင်ပြောင်းတက်ထားပြောတာကိုထဲကျွန်းကကြားသွားခဲ့ပါတယ်။အဲဒီစားတော့နေတဲ့ဒုက္ခန်တန်းအဆောက်တွေကယိုဟန်ရဲ့ဖုန်းကိုလာပြလိုက်ပြီး ဒုက္ခရေးကလန်းချက်ကိုလက်ခံပေးမဲ့အကြောင်းကိုပြောတာကားနောက်ခံထဲမှာလက်ဆောင်တစ်ခုခုထည့်ပေးကြလို့ပြောစရာတစ်ခုခုကိုဖန်တီးပေးခိုင်းလိုက်ပါတယ်ဒုက္ခလည်းကိုယ်စလဲရဲ့သဘောတိုင်းလို့ပြောလိုက်ပြီးမယ်နောက်ွယ်မှာတွေးစကားတွေပြောနေတဲ့အကြောင်းဆဲဆိုနေခဲ့ပါတယ်ပြိုင်ပွဲနေ့ရောက်လာတဲ့အချိန်မှာတော့ထေကျွန်းရဲ့အကြည့်တွေကိုယိုဟန်ကရင်းနှီးတယ်လို့ခံစားနေခဲ့ရပါတယ်အဲနောက်တောက်ထွက်ဖို့အကုန်အစဉ်သင်းစောင့်နေကြရင်ယိုဟန်ကဒီပြိုင်ပွဲကစီးမြင့်မရှိပဲအပတ်20ပြိုင်မှဖြစ်ပြီးနောက်ဆုံးကျင်တဲ့သူကသာအနိုင်ရမှုဖြစ်ကြောင်းကြေညာနေခဲ့ပါတယ် ထောင်သားတွေကတော့အနိုင်ရတဲ့ပတ်စံကိုဘာလို့ရမလဲဆိုတာလေးရတိုက်ရင်စောင့်နေကြရဲ့ဒေါ်စုကထဲချိုးရဲ့နမက်ကိုကာကိုကြည့်နေကဒုကန်တို့ဘက်ကလည်းထဲချိုးကိုအရင်ရှင်းဖို့ပြောနေကြပါတယ်။အဲနောက်ဒုကယောင်ကနမက်ကိုကနေလောင်းသားကြောင့်ပြောပြီးပြိုင်ပွဲကိုစတင်စေခဲ့ပါတယ်။ပြိုင်ပွဲစတင်တာနဲ့အပြိုင်ဆိုင်မောင်းသွားကြရင်နမက်စတိကတော့ပြိုင်ပွဲလမ်းကြောင်းကနေသွေးဖြီးမောင်းသွားတာကြောင့်ယိုဟန်ကဒရုန်းတွေနဲ့လိုက်ကြည့်ခိုင်းလိုက်ပါတယ်။အဲနောက်မှာတော့နမက်နှစ်ရဲ့ကားကအင်ဂျင်ထပ်ပေါက်ကွဲသွားပြီးမီးလောင်သွားခဲ့ပါတယ်။တစ်ဖက်မှာလည်းယိုဟန်က ထဲကျုံရဲ့ channel တွေကိုကြည့်နေရင်ရင်းနှီးနေခဲ့ပေမဲ့ဘသူမှစဉ်းစားနေတော့အမင်းကိုကြွက်ခဲ့တာတွေကိုသတိရသွားပြီးသူအစားထိုးခဲ့တဲ့လူဆိုတာကိုမှတ်မိသွားခဲ့ကဒိုကန်ကိုဆက်သွယ်လိုက်ပြီးနမတ်ကိုကိုဖမ်းပြဖို့ပြောလိုက်ပါတယ်။တချိန်တည်းမှာပဲဒေါ်စုကထဲကျုံရဲ့နမတ်ကိုကာကိုညှိုက်ပစ်လိုက်တာကြောင့်ရက်သွားခဲ့ပါတယ်။ဒေါ်စုကဓာတ်နဲ့ကားတွေကထွက်လာတာကိုယိုဟန်ကသဘောကျနေပြီးနမတ်ကိုကာတကားကိုဖွင့်ကထဲကျုံကိုထိုးဖို့အလို့ အောက်ထုတ်တဲ့ကနေအကိုကြီးတော့ဇူးလို့ခေါ်လိုက်ပြီးကျွန်တော်ပါလို့ပြောလိုက်တာကြောင့်အောက်ထုတ်ချွတ်လိုက်တဲ့ကမှာတော့တော့ဆူရဲ့နောက်လိုက်ဖြစ်နေခဲ့ပြီးနမက်ကိုပဲအာယုံထားနေတဲ့ကောင်လုံးကိုထဲကျုံးကတကွက်ပြသွားခဲ့ပါတယ်။တကယ်တော့ပွဲစားတွေကလမ်းကြောင်းကနေထွက်သွားတဲ့နမက်၁၁ကထဲကျုံးဖြစ်နေခဲ့တာပါ။အဲ့နောက် drone နဲ့လိုက်ကြည့်လိုက်တော့ရက်ထားတဲ့ကကတကားပွင့်နေတာကိုတွေ့ခဲ့ရပါတယ်။အဲ့ဒီအချိန်မှာဂျောင်းတွေကနေထဲကျုံးဆိုင်ငယ်နဲ့ထွက်လာခဲ့တာအဆိုပါ drone ကိုဖျက်တိုက်ပစ်လိုက်ပြီးမောင်းထွက်သွားခဲ့ပါတယ်။ရွာကတော့ဗိုတင်းနေခဲ့ပြီးဒုကန်ကိုပေးရတဲ့လက်ဆောင်ကိုတင်ထားတာမကောင်းတဲ့ကြောင်းကိုပြောလိုက်ပါတယ်။ ဒိုကန်လည်းကားနောက်ထဲကလက်ဆောင်ဘူးကိုယူကြည့်လိုက်တော့တနက်ဖြစ်နေခဲ့တာကြောင့်သဘောကျသွားခဲ့ပါတယ်။အဲနောက်ထေကျွန်းကဆိုင်ငယ်ကိုသူ့ရဲ့တန်ကျိုးနဲ့ဂတ်ဆိုကိုတရွတ်တိုက်ဆွဲချီကမောင်းနေသူ့ရဲ့နောက်ကိုတော့ဒိုကန်ကလိုက်နေတာတနက်နဲ့ပြစ်ခဲ့ပေမဲ့ခဏချာမှာတော့ကားရှိကနေဆိုင်ငယ်ကိုရဲကမောင်းတာကြောင့်ကျိုးနဲ့ခြိထားတဲ့ဂတ်ဆိုကဒိုကန်ရဲ့ကားအောက်ခြံကိုရိုက်မိသွားတာကြောင့်ဒိုကန်ရဲ့ကားမောက်သွားခဲ့ကချိနေတဲ့ဒိုကန်ရောကတော့ပျော်နေခဲ့ပါတယ်။ တင်းနေတဲ့ယိုဟန်ကတော့ဆိုင်ငယ်သမားကိုအရှင်ဖြစ်ဖြစ်အသေးဖြစ်ဖြစ်ဖမ်းနိုင်တဲ့သူကိုနှစ်ဆပေးမဲ့အကြောင်းကိုပြောတော့ထဲကျုံးစီအာယုံအားလုံးရောက်သွားခဲ့ပါတယ်။အဲနောက်ထဲကျုံးရဲ့ဆိုင်ငယ်ကိုဒေါစုကဖျက်တိုက်ကထိုးချိန်နေကြရင်ကားရီတစီပီတစီရောက်လာခဲ့ပေမဲ့အသက်ရှင်နေသေးတဲ့ထဲကျုံးကိုစိတ်မရှိတော့တဲ့ယိုဟန်ကခေါ်အားမှတင်းထားတဲ့စနိုက်ပါကိုယူလိုက်ပြီးလန့်သွားတဲ့ဒိုယောင်းတို့ကိုဘေးကင်းရာကိုခေါ်သွားခိုင်းလိုက်ပါတယ်။အဲနောက်မှာတော့စနိုက်ပါနဲ့ပြစ်နေတာကြောင့်ကားကိုကဘာယူထားခဲ့ပြီးကြီထက်ပြနေတဲ့အချိန်မှာပဲဆိုင်ငယ်ကိုယူကမောင်းပြေးသွားရင်တနေရာမှာတော့ရက်တန့်လိုက်ပါတယ် ယိုဟန်လည်းသူ့ရက်နေတဲ့နေရာကြောင့်သဘောပေါက်သွားပြီးသူ့ကိုလာတွေ့ခဲ့တာဒီဘော်ကလမ်းကြောင်းတွေကြီးကျင်တာကိုသိသွားခဲ့ပါတယ်။ထဲကျုံးလည်းအဲ့ဒီခုံးဆောင်ကနေအချိန်နဲ့ဖြတ်မောင်းနေတာကိုယိုဟန်ကတော့တနက်နဲ့ချိန်ကပြစ်လိုက်ပြီးနောက်ပိုင်းမှာတော့ထဲကျုံးကယိုဟန်စီကနေလွတ်သွားမလားဒါမှမဟုတ်တနက်ပဲမှန်သွားမလားဆိုတော့အပိုင်းခွန်မှာပြန်တွေ့ကြပါမယ်နော်။